တိုင်းစည်းလယ်မြေတွေပြန်လည်ရရည်အတွက်ခွင့်ပြုချက်မရဘဲနဲ့ပဲကိုးမျိုးမှာဆန္ဒပြတောင်းဆိုသူဥဝင်းချိုအပါဝင်လူ6ဦးကိုပဲကိုးမျိုးနဲ့တရားရုံးကထောင်ဒဏ်နဲ့ငွေဒဏ်တွေအသီးသီးချမှတ်လိုက်ပါတယ်ခွန်ဘတ်သာတင်ပြပို့ထားရခင်ဗျာအတိုင်းစည်းခံလယ်မြေတွေပြန်လည်ရရှိရည်အတွက်ခွင့်ပြုချက်မယူဘဲပဲကိုးမျိုးမှာဆန္ဒပြတောင်းဆိုသူဥဝင်းချိုအပါဝင်လူ6ဦးကိုပဲကိုးမျိုးနဲ့တရားရုံးကနေနိုဝင်ဘာလ29ရက်နေ့ကထောင်ဒဏ်နဲ့ငွေဒဏ်အသီးသီးချမှတ်လိုက်ပါတယ်ကျွန်တော်တို့ကစကြဲကဒီအမှုတွေနဲ့ပတ်သက်ပြီးကျွန်တော်တို့ဟာပြစ်ဒဏ်ခံပါ ခံရမယ်ဆိုတာသိပြီးသားအဲ့ဒီပြစ်ဒဏ်အထိုက်လျောက်ဘယ်လိုပဲဖြစ်စီကျွန်တော်တို့ကြားခံမယ်လို့လည်းသုံးပြထားပြီးသားတမျိုးပြောရင်မိတို့ပင်သိုးသေးကမူဘယ်လိုအကြောင်းပြချက်နဲ့ပဲဖြစ်စီဒီအကြောင်းအရာဟာတရားမျှတတယ်မမျှတဘူးဆိုတာဟောဒီမှာရှိတဲ့ပြိဿတ်တွေနဲ့ ်ခမားတို့ရှင်တွက်ကြည့်လို့ရတာဖြစ်တဲ့အတွက်တရားသူကြီးရဲ့သုံးသပ်ချက်ကိုကျွန်တော်မှတ်မထားပါဘူးအကယ်၍များလူကြီးမများသိကြရင်တရားရုံးကနေမိတ္တူတောင်းယူပြီးတော့တရားသူကြီးရဲ့သုံးသပ်ချက်ကိုပကိုးမြတ်နဲ့တရားရုံးမှာယုံချင်းဆက်နှခါချင်းဆိုအမှုရင်ဆိုင်ပြီးစူပူအောင်လှုပ်ဆောင်မှုပုံမှန်905ခွေနဲ့ထုံတန်း6လတရားမဝင်စည်းတမ်းလက်လည်မှုပုံမှန်၈၈နဲ့ငွေတန်းတောင်းစီအမိတ်ချမှတ်လိုက်ပါတယ်ကျွန်တော်တို့ကသုံးတန်းနဲ့၅မှတ်နဲ့နောက်ဆုံးအမိတ်ကအလွန်တက်တာပါ ြတ်မြတ်တတ်တာလေးရှိတယ်ဘာမှလည်း၃လဆိုတာလည်းဘာပြီးတော့ဒီလာတဲ့ပြန်လွတ်တော့မှာလို့ဆိုတယ်၁၂လပဲမှာပြန်မှာအာကျင်းနှမှုရှိတယ်ပေါ့အာကျင်းနှပါတယ်ကျင်းနှပါတယ်လား၆ရက်ခန်းစားခွင့်၃လရတဲ့အတွက်ထောင်တန်းချခံမဲ့လ၃လတာကြံတော့မှာဖြစ်ပါတယ်ဥဝင်းချိုအပါဝင်လူ၆ဦးကိုပြေခတ်တဲ့အော်ကိုလာဒုံကပဲခိုးမျိုးမှာအတိုင်းစေးခံလဲမြေတွေပြန်လဲရရှိရဲ့အတွက်ခွင့်ပြုချက်မယူဘဲဆန္ဒပြတောင်းဆိုရင်းအဖမ်းစေးခံခဲ့ရတာဖြစ်ပါတယ်ကျွန်တော် 恐吧，打,打吧。